ရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Golab Channel မှာကြိုဆိုပါရစေ။ဒီတစ်ခါမှာကြည့်ရှုသူပရိသတ်တွေကိုဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့စာရေးသူအယုတ်တဲ့ရေးသားထားတဲ့ပဇက်နဲ့ရှာဆိုတဲ့ဝတ္ထုတူလေးရဲ့အစအဆုံးကိုဝေမျှပေးသွားမှာပဲဖြစ်ပါရစေ။ပရိသတ်များရှင်ကျန်းစာကိုဆင်ခြင်အောင်မရင်ကျန်းပိုက်လေးကခေါင်းထဲကိုရှောက်လာပါတယ်။အ내ကြည့်ပေကတော့ရှာအကြောင်းပါ။ပဇက်ဆိုတာလူတွေရဲ့သင်္ချိုင်းတွင် ရှာဆိုတာလူခန္ဓာကိုယ်မှာကြောက်စရာအကောင်းဆုံးဖြစ်တယ်ဆိုတာကိုပါဇက်နဲ့ရှာကကောင်းတဲ့အရာကိုပြောတတ်တယ်လို့မကောင်းတဲ့အရာတွေကိုများစွာပြောတတ်လှုပ်တတ်တယ်ဆိုတဲ့အကြောင်းပါဇက်နဲ့ရှာတဲ့ဝင်သွားသမျှစားလိုက်သမျှအရာအလုံးဟာအိမ်နာထဲမှာပြန်ထွက်သွားပြီးတော့မှ လူကိုဒုက္ခမပေးတဲ့အကြောင်းပါဇက်နဲ့ရှာကနေထွက်လာတဲ့အရာစကားတွေဟာ လူကိုဒုက္ခဖြစ်စေတဲ့အကြောင်းစသဖြင့်အထိပ်ပေးရပါတယ်။ဒါဟာ ကျမတို့ခရီးရနေမှာမဟုတ်ပဲနဲ့ဘလို့ဘာသာတရားပဲဖြစ်ဖြစ်အကုန်လုံးအတူတူပါပဲကျမတို့အတိတရားချင်းအမြဲတမ်းထည့်ထားရပါမယ်ကျမတို့တွေဒီပါဇက်နဲ့ရှာကိုနေ့စဉ်ဘလောက်ထိအလိုလိုက်ခဲ့တယ်လဲမိမိတို့စားချင်ရစားပြောချင်ရပြောနေကြတုံးပါပဲအများကြီးတတိထားမှာပါကျွန်တော်ဘဝမှာပါဇက်နဲ့ရှာကိုလိုလိုက်ခဲ့မိလို့ သင်ငန်းစာကောင်းရခဲ့ဖူးပါတယ်ဒီလိုဖြစ်ပျက်ကိုမမေ့နိုင်ပဲတတိယဆင်ခြင်နေပဇက်နေရှာကမိမိတို့အရသာရှိမဲ့ဟာကိုပဲစားစေခြင်းနဲ့ပြောခြင်းနဲ့ကိုပဲပြောခြင်းတာဂျာကိုအလိုလိုက်မိတဲ့ကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြန်ပြောင်းမပြောပြပေးပါမယ်ဆိုပြီးစာရေးသူကဝေးမြချပါတယ်တထောက်ကွာ62ခုနှစ်ကျွန်တော်ဂျပန်နိုင်ငံတူဂျူမြို့ကိုရောက်ရှိပြီးတော့ အလုတ်ကရပြီမဲ့အဆင်မပြေခဲ့လို့ခဏခဏအလုတ်ပြောင်းခဲ့ပါတယ်။ဘာကြောင့်ပြောင်းရတာလဲဆိုတော့ကိုတက်စီနီယာမြန်မာတွေနဲ့အဆင်မပြေဖြစ်တာများပါတယ်။တခြား99ဝန်းကျင်လောက်ကမြန်မာအများဆုံးသွားတာတော့ဂျပန်မှာနိုင်ငံရဲ့ချောင်းမှာသူများတွေရဲ့ကျုံပြူတာကိုခံရပြီမဲ့မြန်မာချင်းချင်းဟာဂျပန်မှာတော့လုံးဝမစည်းလုံးကြပါဘူး။ထုံးစံတိုက်ကသူထက်ကနေရာလူချင်းကြတယ် အဲ့ဒီတော့ဘာလုပ်တယ်လဲဆိုရင်အရင်ရောက်နေတဲ့မြန်မာလူမျိုးတွေက အသင်းရောက်လာတဲ့မြန်မာလူမျိုးတွေကို အချင်းချင်းခုတို့လှုပ်တယ်တက်နေနေချွန်တွန်းလှုပ်တယ်အဲ့လိုမျိုးပေါ့ဂျာရီယားတို့အရင်ကပဲဖြစ်ဖြစ်အခုပဲဖြစ်ဖြစ် လူလောကကြီးထဲမှာလူတွေရဲ့အချင်းစိုးတွေပါဒါပေမဲ့ဂျွန်ဖြစ်တာချင်းအတူတူအခုလိုလှုပ်တာတွေကြတော့တခြားလူမျိုးတွေရဲ့ရှင်မအင်မတန်မှလည်းရှက်ဖို့ကောင်းပါတယ် ကျွန်တော်ကိုတွေ့တခုကအရက်ဆိုင်မှာစပွဲထိုးဝင်လောက်ပါတယ်။ကျွန်တော်နဲ့ညီလေးနဲ့နှစ်ယောက်ပေါ့နော်။ညီလေးကဂျပန်စကားလုံးဝမတတ်သေးဘူး။ကျွန်တော်ကတော့နနစ်လောက်စတင်ပြီးမှလာတော့အကုန်နားလည်တယ်။ချက်ချင်းပါဇက်ကပြန်မပြောနိုင်သေးတာပဲရှိတာ။အဲ့ဒီဆိုင်ကစပွဲထိုးခေါင်းဆောင်ကမြန်မာပဲ။အဲ့ဒါသူကဘာလုပ်လဲဆိုတော့ကျွန်တော်နားမလည်ဘူးထင်ပြီးဆိုင်မန်နေဂျာကိုကျွန်တော်တို့နှစ်ယောက်အကြောင်းမဟုတ်တာတွေသူတော့ပြောတယ်။ ဲ့ဒါဆိုင်မနေဂျာကကျွန်တော်တို့နှစ်ယောက်ကို အလုတ်သမားကောင်းတဲ့စကားများလို့ဆိုပြမှညတွင်ချင်းအလုတ်ထုတ်ပြလိုက်ပါတယ်။ဂျာမျိုးတွေကအမြဲဖြစ်နေမြင်တွေ့နေကြားသိနေရတာရိုးနေပါပြီ။အဲကြောင့်ပဲမြန်မာနိုင်ငံကမတိုးတဲ့တာပဲ။လူစိတ်ဓာတ်တွေကတော့အောက်တန်းကျလွန်တာ။ကျွန်တော်သွားလာနေထိုင်ခဲ့တဲ့နိုင်ငံသားတွေ့ကြုံရသူများနိုင်ငံတွေနဲ့ရှင်တဲ့အခါမှာမြန်မာလူမျိုးတွေရဲ့အမြဲရှင်လို့မရတာအဓိကချက်ကတော့ ပညာမတက်ခြင်းနဲ့အတိတ္တိစင်ခြင်းတုံတရားကင်းမဲ့ခြင်းမိမိအမျိုးကုံစာတိကုံကိုမထိန်သိမ့်နိုင်ခြင်းမိမိရိုးရာဒလိရင်ခြင်းမှုထုံနှန်းစင်လာတွေကို မဆောက်ရှောက်တတ်ခြင်းစရိတ်ကြပိုင်းစိုးဝါခြင်းစည်းကမ်းမဲ့ခြင်းစတဲ့အချက်တွေကို အများဆုံးတွေ့ရပါတယ်ဒါနဲ့အီကီဘာရှာဆိုတဲ့ coffee site လေးမှာအလုပ်ရပါတယ်။မြန်မာဆိုလို့ကျွန်တော်တို့ညီကိုနှစ်ယောက်ပဲရှိတယ်။ဆိုင်ကလူအ200လောက်စက်တာ ဆိုင်မနေဂျာကလွန်သဘောကောင်းတဲ့အသက်30ရွယ်ဖိုးကြီးပါဆိုင်ရကြီးတော့မနေ့7နိုင်ဝန်းကျင်နဲ့ည6နိုင်အလုတ်သွားအလုတ်ပြန်ချိန်နဲ့နေ့လယ်7နိုင်လောက်သမင်းစားချိန်လိုရန်ညပါတယ်အလုတ်လည်းရမ်းများတယ်ဆိုင်ရစပွဲထိုးလဲကောင်တာတဲဖိုးတဲဝင်လို့ရတယ်ဆိုင်မှာကော်ဖီအပြင် နေ့ကင်းသမင်းစားချိန်ဆိုသမင်းကြော်နဲ့အီတလီယန်ခေါက်ဆွဲကြော်နှမျိုးကိုရောင်းပါတယ် ဆိုင်ကတော့ဈာတောက်ဆိုင်မဟုတ်ပါဘူးအဖြစ်ရောက်တာပါထမင်းကျော်ဆိုတာကြက်ဥတလုံးကြက်သွင်းနေနေနဲ့ထမင်းရောကျော်လိုက်တာပဲလေခောက်ဆွဲကျော်ကခောက်ဆွဲကိုခင်းချစ်သည်စော့နေရောကျော်ပြီးအပေါ်ကချစ်ဖြူလိုက်တာပါကျွန်တော်အလုပ်သမားတရားလဲအဲ့ဒီနှစ်ခုတည်းကကြိုက်တာစားပဲဆိုင်မနေဂျာကြီးကမိုးလင်းမိုးချုပ်သုံးခါလုံးကိုထမင်းကျော်နဲ့ကော်ဖီ ကော်ဖီနဲ့ထမင်းကျော်ပဲစားတယ်ကျွန်တော်တို့လည်းတူတူပါပဲ။ တလကနေနလဖြစ်လာတော့ကျွန်တော်ကမစားနိုင်တော့ရိုးဤပြီးစားရတာအဆင်မပြေတော့နောက်ပြီးရောက်ခါစားမှုလူကိုယ်ကလေးကအဆင်မပြေဖြစ်နေတာပါဒါနဲ့ကျွန်တော်ကဘာလုပ်တလဲဆိုတော့သမင်းကြောင်နဲ့စားဖို့အသားဘူးတွေဝက်ကူချောင်းတွေသွားဝယ်ပြီးရေခဲတစ်တာနဲ့မှထည့်ချပြီးစားမယ့်အချိန်သမင်းနဲ့ရောပြောမှကြော်လိုက်တယ်အသားလေးပါတော့နည်းနည်းလေးအဆင်ပြေသေးတာပေါ့ဒါနဲ့တည်းရဲ့ကျွန်တော်သမင်းစားနေတာကိုဆိုင်မနေဂျာကြီးကတွေ့သွားတယ် သူကဘာတွေစားနေတယ်လဲလာကြည့်ပြီးမိတော့ကျွန်တော်ထမင်းကြော်နဲ့အမဲသားပူစားနေတာလို့ပြောလိုက်တယ်။သူကပြုံပြောင်းမှကောင်းညိတ်တယ်။ဒီလိုနဲ့နောက်တစ်ပတ်လောက်ကြာမှလခထုတ်ရဲ့ရောက်ပါတယ်။မနေ့ကကြည့်ရမနေ့ပြန်ကျွန်တော်တို့နားလို့ရကြောင်းဒီနေ့ညဆိုင်ပိတ်ပြီးမင်းတို့ကိုလိုက်ကြည့်မယ်လို့တော့သူပြောပါတယ်။ညဆိုင်ပိတ်ပြီးကျွန်တော်ညီကိုညက်ကို အရေးဆိုင်စားတော့ဆိုင်ခေါ်သွားပါတယ်။ဆိုင်ကတာမန်မဟုတ်ပဲနဲ့ အစစ်မြစ်တဲ့ဆိုင်သဆိုင်မှာပဲအဓိကငားကန်တဲ့ကငားတွေစားကျင်တာလက်ညှိုးထိုးပြီးကြောချက်အစိမ့်စားသဖြစ်ပေါ့နော်စိုက်တယ်လို့စားလို့ရတယ်စားလဲစားပေမဲ့လဲတောက်လဲတောက်တော်တော်လေးကိုအကုန်ခံပါတယ်ကျွန်တော်တို့ကိုခင်တာတခုနဲ့လိုက်ကြည့်တာပါစားနေသူကကျွန်တော်တို့ဘာပြောလဲဆိုတော့အခုလိုစားတာကအလုံနာချိန်နားရဲ့မှာကိုစားချင်တာကိုပတ်စံအကုန်ခံပြီးစားရတယ် အလတ်လုံးနေတဲ့ကြက်နဲ့အချိန်မှာတော့ဘရောမှပါဇက်နဲ့ရှာကိုအယတာခံပြီးမစားရဘူးစိတ်ထဲမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဖြစ်တယ်လို့ပဲမှတ်ယူရပါမယ်သူဆိုရင်အခုလိုနေတဲ့ပုံစံစားနေတဲ့ပုံစံနဲ့ဆိုရင် အနည်း30ရှိပြီဆိုတာကိုမိမိတို့ဘဝတိုးတက်ခြင်းရင်ပါဇက်နဲ့ရှာကို အလိုမလိုက်တဲ့ကြောင့်သူဆုံးမပါတယ်ကျွန်တော်တော်တော်လေးကိုခံစားသွားတယ်ကိုကတော့ကိုယ့်အိမ်မှာနောင် တရက်ကနေနေရဲ့ဟင်းမတူအောင်စားလာတာဆိုတော့အဲ့ဒီအကျင့်ကပါနေတုံးရောက်ခါစားမို့အထာမကြနဲ့သူပြောလိုက်တဲ့ဆုံးမစကားဟာအလွန်မပြီးလက်တွေ့အတွက်အစဉ်ပြေဆုံးပါပဲအဲ့ဒီကလေးကကျွန်တော်စားတော့ကိုတိတ်ပြောမှ အလေးမထားတော့အခုချိန်ကြီးပါပဲသူပြောတဲ့စကားတွေကအခုဆိုလို့ရှိရင်နှစ်30လောက်ရှိပြီမယ်ကျွန်တော်အမြဲတမ်းတတိယနေပါတယ်ကျွန်တော်တို့တွေဟာ ဘဝမှာမယောင်ရာစီလူလုံနေတဲ့ကိစ္စတွေကအလွန်များတယ်။ဟင်းစားချက်တာလေးကအစဒီနေ့တမျိုး နောက်နေ့တမျိုးနဲ့အဲ့ဒီဘာမှအရေးမပါတဲ့စားတော့တဲ့ကိစ္စအတွက်အချိန်ကုန်လူပိမဲ့နဲ့ဘာမှအရေးမပါတာကိုလုပ်နေတာတော့အရေးကြီးတဲ့ကိစ္စတွေကြတော့မလုပ်နိုင်တာမျိုးဖြစ်နေတတ်ပါတယ်။အချိန်မရှိတော့တာတွေဖြစ်တတ်ပါတယ်။နောက်တစ်ချက်ကသူပြောတဲ့စကားတွေထဲမှာကျွန်တော်ရဲ့စားခြင်းတဲ့စိတ်တနည်းအားဖြင့်အတ္တကိုမရှိဖို့ပြောထားတာလည်းရမ်းကောင်းပါတယ်။ ကျွန်တော်တို့စင်ချင်ကြရပါမယ်။အဲ့ဒီတုန်းကပြောတာ religion ဘာသာယအခြေခံပြောမှပြောရမှာပေါ့နော်။ဂျပန်တွေဟာဘာသာမဲ့လို့ပဲပြောရမှလို့ပါပဲ။ဇင်ဗုဒ္ဓဘာသာ ရှင်တို့ဘာသာရှိပေမဲ့တည်တဲ့အခါတရဏဂုံတင်တဲ့အခါဘုံကြီးကဖျားစာရွတ်ဖတ်တာပါ။ဘာဖျားမအိမ်မှမရှိဘူး။သူတို့ရဲ့အယူသီးတန့်ကိုပဲသူတို့လိုက်နာပြီးနေသွားကြတာပါ။ 19ရာစုမေဂျင်ခင်းရောက်မှတကားဖွင့်ဝါဒကိုကျင့်သုံးပြီးတော့စစ်မှုနိုင်ငံဖြစ်လာခဲ့တဲ့ဂျပန်နိုင်ငံဟာနိုင်ငံတကာနဲ့ဆက်ဆံရေးကောင်းခဲ့တယ်လို့ကိုလိုနီအဖြစ်လည်းမရောက်ခဲ့ပါဘူး။လိလာအားအရင်ကောင်းတဲ့ဂျပန်တွေဟာနိုင်ငံပေါင်းစုံရဲ့စံနှုန်းတွေကိုယူထားတာဖြစ်ပါတယ်။ဥပမာသူတို့ဂျပန်ပြည်အတွက်အရင်တောက်လို့ကောင်းနေ။ဘာလို့လဲဆိုတော့အယ်ပိုင်းတောင်နှမ်းပေါ်ကရေခဲမြေအစည်းစင်းလာတဲ့ရေကိုဂျပန်အထိတာဂက်တွေနဲ့ လွန်းပြန်တည်ယူပြီးပြချက်တာပါ။ဒါကြောင့်လဲအရန်တောက်လို့ကောင်းတာပေါ့။ကျွန်တော်ရောက်စတုန်းကဒူရီတီကို မစားကြဘူးကြောက်ကြပါတယ်။သုံးလေးနှစ်လောက်ကြာတော့ဒူရီတီတွေရောင်းနေတာဝယ်စားကြတော့တမွာကိုမနှဲကောင်အောင် စားယူရပါတယ်ကောင်းလွန်းလို့ပါ။သူတို့ကအဲ့ဒီလူမျိုးတင်အကောင်းဆုံးတွေရယူကြခြင်းပါ။ဘာသာရေးမရှိတဲ့လူမျိုးယူဆရပေမဲ့သူတို့ရဲ့အသွေးခေါ်ယူဆတွေကတိတ်ပြောမှမှန်ကန်တယ်။ ကျွန်တော်တို့ကတော့ဘာသာရေးကိုမြည်ပြီးတွေ့တော်ဆင်ခြင်ကြတာများတာပေါ့အခုကျွန်တော်ကို ပြောတဲ့ကိစ္စကိုပဲကြည့်ကြည့်သူတို့ဟာအချိန်ကိုတန်ဖိုးထားတယ်အလုပ်ကိုတန်ဖိုးထားတယ်အစားအသောက်ဆိုတာအရေးမကြီးတဲ့ကိစ္စတစ်ခုလို့သဘောထားတယ်ဒါပါပဲကျွန်တော်ရဲ့စိတ်ထဲမှာသူ့ရဲ့ဆုံးမခဲ့ခြင်းအတွက်အတော်လေးကိုလက်တွေ့ကြကြနဲ့အသုံးချနိုင်ခဲ့တယ်သူ့ကိုကျေးဇူးလက်တင်မိပါတယ်ပါဇက်နဲ့ရှာဟာထိန်းချုပ်ရခက်လာပြီမဲ့စူးစမ်းပြီးလှုပ်ကြရမှာပါ နားဆင်သူပရိသတ်ညီကိုမမတွေလည်းအချိန်ဆိုတာလေးကိုလည်းအစားတောက်ကိစ္စတွေမှာအကုန်မခံဘူးနဲ့မိမိတို့ဘဝမှာ စိတ်ဆိုတဲ့အရာတဲ့အတတရားများမရှိအောင်နေထိုင်ရင်ပါဇက်နဲ့ရှာထိမ့်ချုံနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရှင်